အားလုံးပဲမင်္ဂလာပါဒီနေ့လီမှာတော့တက်ချိုချင်ချက်နီးလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျတက်ချိုချင်ကြော်ဖို့အတွက်ကျွန်တော်တို့လောလောဆယ်အသားလေးတွေကိုအရင်ဆုံးလီးထားလိုက်မှာဗျဟုတ်ကဲ့ပါအသားလေးတွေကိုကျွန်တော်ဗီဒီယိုမှာပြသလိုလေးလီးလိုက်ပါနော်တကယ်ချင်းလို့ရင်ကျွန်တော်ကတော့ချက်ရင်မုံသားလေးကိုသုံးမိထားတာပါနော်တကယ်ချင်းလို့အဆင်ပြေတဲ့အသားကိုသုံးလို့ရပါတယ် ဟုတ်ကဲ့ပါဒီနေရာမှာကျွန်တော်တခုဖြည့်ဆို့ပြီးတော့ပြောချင်တာလည်းရှိပါတယ်ဗျာဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်အခုသုံးတဲ့နေရာမှာအသီးနှံနေတဲ့နေရာမှာပေါ့နော်နန်နသီးမပါဘူးဗျာနန်နသီးကကျွန်တော်မရှိလို့မထည့်လိုက်တော့ပေါ့နော်တငငင်းတို့မှာနန်နသီးရှိရယ်ဆိုရင်နန်နသီးထည့်လို့ရပါတယ်ဗျာဟုတ်ကဲ့ပါပါဝင်တဲ့အသီးရွက်တွေကိုကျွန်တော်တို့ပြင်ဆင်လို့ပြီးပြီဆိုရင်အသားဟောရတာနေလိုက်အောင်ဗျာအရတာနေမယ်ဆိုရင်ကျွန်တော်တို့ကခြုံမုံနဲ့ကြက်သားမုံကိုဇုံးရယ်သုံးပုံမှာတပုံမဲထည့်မယ်နော်အများကြီးမထည့်ဘူးတငငင်းတို့ရေစားလေးနည်းနည်းထည့်ပါစီမွေးထည့်မယ်ငရုံကောင်းလေးထည့်လိုက်ပါဗျာ ုတ်ကဲ့ပါမင်းကျုပ်အကလေးပါထည့်ပြီးနေလိုက်ပါနော်တငယ်ချင်းတို့ရေပြီးလို့ရှိရင်ကျွန်တော်တို့ကွန်မုန့်ကိုလက်ဖက်စားစုံနှစ်စုံလောက်ထည့်ပြီးတော့ထပ်နေလိုက်ပါနော်ကဲရပါပြီနော်ဒီလောက်ဆိုရပါပြီဗျပြီးလို့ရှိရင်ကျွန်တော်တို့အသားကိုစီကြော်လိုက်မယ်နော်စီသေးထည့်ပြီးတော့ကြော်လိုက်မယ်ဗျကျွတ်နေအောင်ကြော်လိုက်မယ်နော်ဟုတ်ကဲ့ပါအသားကိုကျွတ်နေအောင်ကြော်ပေးထားပါဗျချိုးချင်းကြော်ကအသားကကျွတ်နေမှာစားလို့ကောင်းတာနော်တကယ်ကြီးလို့ရှိရင် ဟုတ်ကဲ့ပါအသားတွေကိုစီထိုးနေတဲ့အချိန်ပထမအဦးဆုံးစထည့်တဲ့အချိန်မှာမီးကိုနည်းနည်းလျှော့ထားပါဗျပြီးကြမှာမီးတင်လိုက်ပါနော်လောလောဆယ်ကျွန်တော်တို့ဆော့လေးဆက်ထားလိုက်ရအောင်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ချိုးချင်းဆော့လေးဆက်လိုက်ရအောင်နော်ချိုးချင်းဆော့ဆက်ဖို့အတွက်ကျွန်တော်တို့ကဘာလိုလဲဆိုလို့ရှိရင်ကွင်းလင်မော်လိုပါတယ်ကွင်းလင်မော် orange juice လို့လည်းခေါ်တာပါနော်လိမ္မော်ရေပေါ့ဗျာတငယ်ချင်းလိုဖြော်ရေဖြော်တောက်တဲ့လိမ္မော်ရေပေါ့နော်အဲဒီလိမ္မော်ရေကတစုံပြီးရင်ချီလီဆော့ပေါ့နော်ငရုတ်ဆော့ကတစုံခဲအညီလီဆော့ကနှစ်စုံပါဗျပြီးရင်တံပြားသီးလေးထည့်လိုက်ပါစားနည်းနည်းထည့်ပါဗျ အဲ့ဒီနေရာမှာကျွန်တော်တို့ဒီနည်းနည်းယူထည့်လဲရရနော်နည်းနည်းယူလဲတုံးလို့ရတယ်ကျွန်တော်ကတော့မရှိလို့မထည့်လိုက်ဘူးပေါ့နော်ဟုတ်ကဲ့ပါဗျကျက်သား ကျွတ်သွားပြီဆိုရင်ကျွန်တော်တို့ဆဲထားလိုက်မယ်နော်ဟုတ်ကဲ့ပါအသားကိုကျော်လို့ပြီးပြီဆိုရင်ခုနကပြင်ဆင်ထားတဲ့အသီးရွက်လေးတွေပါတခါတည်းစီဘူးထိုးပေးပါဗျဟုတ်ကဲ့ပါအားလုံးစင်စင်ဖြစ်ပြီဆိုရင်ကျွန်တော်တို့ချိုချင်းလေးချက်လိုက်ရအောင်เนาะလောလောဆယ်ကျွန်တော်တို့ဆော့ကိုအရင်ဆုံးထည့်ထားမှာဖြစ်ပါတယ်ဗျ ဆော်လေးနည်းနည်းစူလာပြီဆိုရင်ကျွန်တော်တို့အသီးရွက်တွေထည့်လိုက်ပါခုနခြံထားခဲ့တဲ့ဟာလေးတွေပါထည့်လိုက်ပါတော့ခရမ်းကြီးနေချက်တုံမေရွှေပဲပေါ့ဗျာဒါလေးကိုပါထည့်လိုက်ပါပြီးရင်ရည်နည်းနည်းထည့်မယ်စူအောင်တင်မှာပေါ့နော်စူလာပြီဆိုရင်ကျွန်တော်တို့ကော်ရည်လေးထည့်လိုက်ပါဗျာကဲဒီလောက်ဆိုရပြီနော်ဒါချိုချင်လေးပါချိုချင်းကအရန်လွယ်တယ်နော်ချဲ့ရတာအရန်လွယ်တယ်ဗျ။ပေါင်ပစ္စည်းလေးတွေအစင်းလေးဖြစ်တယ်ဆိုရင်ခဏလေးနဲ့ရပါတယ်နော်။ကဲရပါပြီတငငချင်းတို့ရေချိုချင်းကြော်လေးပါ။အစားတောက်ဆိုင်တွေမှာမပါမဖြစ်တဲ့ဟင်းဝဲလေးတစ်ခုပေါ့နော်။ချိုချင်းကြော်လေးပါဗျ။ ဟုတ်ကဲ့ပါကျွန်တော်အမြဲလိုတင်ဆက်ပေးနေတဲ့ဟင်းချက်နီးဗီဒီယိုလေးတွေဟာတကယ်ကြီးလို့တော့အကျိုးတစုံတရာရှိခဲ့တယ်ဆိုရင် like and share လေးနဲ့ကူညီပေးသွားကြအောင်เนาะနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်တကယ်ကြီးလို့ရေ